နေချာဆိုတာญาติဥဒ္ဓญาติဥဒ္ဓကြီးကသူ့တဘာဝကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးရီရွာလာရွာလာတဲ့အခါမှာအောက်မှာရေတူကြီးကိုခံထားတဲ့အရာမရှိဘူးအလုံးဟာလေဟာပြင်းကြီးပဲထက်ကလည်းလေဟာပြင်းပဲအောက်ကလည်းလေဟာပြင်းပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်းပဲဆိုတော့ အဲ့ဒီလေဟာပြင်ထဲမှာကြလာတဲ့မိုးရေပေါင်းဟာလည်းလေဟာပြင်ထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါင်းကြီးဖြစ်နေအဲ့ဒီရေပေါင်းကြီးပဲနှစ်ပေါင်းများစွာ ကြားလာပြီးရာသီဥတုတွေပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံတွေမာကျော်လာအပေါ်ယံတွေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲအထက်တုန်းကအခွန်မမာသေးဘူး တဖြည်းဖြည်းအပြင်လေနဲ့တိုက်တဲ့အခါအခွန်မာနသလိုပဲအဲ့ဒီရေပေါကြီးကလည်းပြင်ဘက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျောလေးတွေတင်းလာပြီးမာလာဒါနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတဲ့ဖြစ်ပေါ်လာတယ်ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတီပုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လည်း ကဘာကြီးဟာအလုံးကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ငင်းစရာတော့မလိုပါဘူးလေတူကြီးထဲမှာရှိတဲ့အရာတခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေတူထဲမှာနေပြီဆိုတဲ့ကဟိုဘက်ဒီဘက်ကဒေတူတွေရဲ့ပံပိုးမှုကြောင့်လုံးနေဖို့သာ ဖြစ်စရာရှိတယ်ပေါ့နော်လုံးနေတဲ့အရာသာဖြစ်စရာရှိတယ်အဲ့ဒီလိုကဘာကြီးထဲမှာ ကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေက အပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်။ငါကလက်ရှိက လေထုကြီးအာကာသလဟပြင်းထဲမှာလေထုကြီးရှိတယ်။အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာ။အဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာ။ဒီလိုဆိုတာပေါ့နော်။အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာ။ အယံမာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဌိတာ ရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အေးတချို့ကတော့ထင်မယ်မြစ်တီအင်းနေအိုင်နေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်သို့တော်လည်းမြေကြီးအောင်မှာ ရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့တူတွေ ရေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာရေကြီးအောင်မှာရှိနေတဲ့ရေတုကမ္ဘာတီတုံးကရေတုကစလာအောက်မှာလေတုကပင်ကိုရှိနေလေတုတဲကိုမိုးရွာချလိုက်တဲ့အခါရေတုရေတုကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကမ္ဘာမြေကြီးကရေပေါက်ကနေပြီးတော့ အပူကြောင့်မို့လို့အပေါ်ချောတင်းလာအဲ့ဒီကနေမြေတုဖြစ်လာအဲ့ဒါကြောင့်မို့အောက်ဆုံးကနဘဝရှိနေတဲ့လေတုကြီးကအမတန်ကြီးမားတယ်လေတုကိုခံပေးထားတာက ရေတုကြီးရေတုကြီးရဲ့အပေါ်မှာမြေတုဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမဟာပထဝီဤမြေကြီးဟာဥဒကေပဋိဋ္ဌိတာ ရေပေါ်မှာတည်ရှိနေတယ်ဥရကံဝါတိပဋိဋ္ဌိတံအဲ့ဒီရေတွေကတော့ လေတုကြီးအနန္တအာဂတထဲမှာ ရှိတယ်လေတုကြီးမှာတည်တယ်ဝါတော့အာဂတထောတဲ့အောက်ဆုံးက လေတုကြီးကတော့ space ကြီးမှာရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှ မရှိတဲ့နေရာမှသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှရှိလို့ရအဲ့တော့ ာကာသဟင်းလင်းပြမှန်လည်းများလေဒုရှိဒါကြောင့်မို့လေဒုလေဒုရဲ့အပေါ်မှာရေဒုရှိတယ်ရေဒုရဲ့အပေါ်မှာမြေဒုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင် အောက်မှာခန်းနေတဲ့အနန္တအာကာသတွေကလေဒုကြီးဟာတခါတရံကြတော့အပူအေး ဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေကပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ။လိုင်းကရဲ့ကြီးတွေလိုလေကြီးဟာဣပြီးတော့တိုက်လာတာ။ရှင်းလေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာပဲဘယ်မှာပြင်ပါလဲ။မကြမကြလေမုန်တိုင်းတွေဖြစ်လာ။ကြီးပေါ့။အဲ့ဒီသဘာဝအကြောင်းမို့လို့ဒီလူတွေမြင်ရတဲ့လေကကမ္ဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေတို့ကအလွန်ကြီးမားတယ် အဲ့ဒီလေးထုကြီးဟာလှုပ်ရှားလာပြီအမတန်ကြီးမားတဲ့မုန်တိုင်းကြီးလိုဖြစ်လာလေးတိုက်တယ်ဆိုရင်လေးကိုမမြင်ရပြီပဲလို့လေးဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေးထုကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျဥဒကံကံပင်တိလေးထုကြီးဟာနေ ပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှာရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်။လေကမငြိမ်ဘူးဆိုတာထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေဒုကလှုပ်သွားတယ်